ဟယ်လိုအားလုံးပဲမင်္ဂလာပါဖိုးဖိုးမချင်းကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ဒီဒီဘက်ရှင်မြိုင်ကစားမဲ့ပရီးမီးယားလိပွဲစဉ်တွေထဲမှာဆိုလို့ရှိရင်ပွဲကြီးပွဲကောင်းတွေဖြစ်ကျွန်တော်ကစားကြမဲ့ပွဲတွေလည်းရှိနေတယ်နယူကာဆယ်နဲ့ချဲစီနဲ့ပွဲစဉ်အကြောင်းကိုကျွန်တော်ပြောတော့ပါမယ်မန်ချက်စတာယူနိုက်တက်ဝက်ဆမ်တို့ရဲ့ပွဲစဉ်တွေကိုလည်းကျွန်တော်ပြောတော့ပါမယ်ဆိုတော့ပထမဆုံးအနေနဲ့ကတော့ယူနိုက်တက်နဲ့ဝက်ဆမ်ပေါ်လေယူနိုက်တက်နဲ့ဝက်ဆမ်နဲ့ပွဲမှာဘယ်လိုပြောမလဲယူနိုက်တက်ကအိမ်ဝင်းမှာလက်ခံကစားမယ်ဆိုပေမဲ့လို့အတိုင်းအတာတစ်ခုဒီပရီးမီးယားလိမှာမန်ချက်စတာယူနိုက်တက်ကဘာရည်ရွယ်ချက်မှမရှိတော့ဘူး နော်ရွေကြက်ထားเสียလဲဘာမှမရှိတော့ဘူးပေါ့ဒါအပြင်ကျွန်တော်အဲ့ဒီပွဲပြီးပြီဆိုတာနဲ့နားရက်တော့ရတယ်ဗျာနော်ကျွန်တော်နားရက်တော့ကျွန်တော်ရတယ်မန်ချက်စတာတင်က Chelsea နဲ့ကျွန်တော်ရှင်ပိုင်ကစားမယ်နော်ရှင်ပိုင်ကစားပြီးတော့အဲ့ Chelsea နဲ့ကစားပြီးတဲ့ပွဲမကြခင်မှာပဲ Europa League Final ကိုကျွန်တော်ကစားမယ်အဲ့ဒါပြီးပြီဆိုလို့ရှိရင် Aston Villa နဲ့နောက်ဆုံး Premier League ပွဲစဉ်38ဖြစ်ကစားမယ်ဆိုတော့ Europa League Final ဒီ Manchester United အတွက် Imminent အရေးကြီးဆုံးမှာဒါပေမဲ့အဲ့ဒီမတိုင်ခင် Chelsea နဲ့ပွဲမှာ လူစင်းရင်နေအပြည့်အနာပေးလာပြီးတော့လက်ရှိကျွန်တော်တို့အနေနဲ့ပေါ့နော်ကစားမဲ့ဝက်ဆမ်နဲ့ပွဲမှာတော့အတိုင်းအတာတစ်ခုဒီကစားမအများစုကိုအနာပေးလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့နေ့ကမှဒုတိယကြော်ကရှင်မိုင်ကစားထားတာအဲ့ဒီပွဲမှာဆိုလို့ရှိရင်ကစားမအများစုကမိနစ်90ပြည့်ကစားထားကြတဲ့သူတွေကြီးပဲရယ်။ကျွန်တော်ဒဏ်ရာပြဿနာတွေကြုံနေရတာရယ်ပေါ့နော်။လုံးဝအစင်းနဲ့ပြန်မပါနိုင်မဲ့ကစားမတွေရယ်။ injury ကို ဘူးလို့ပြောရင်အင်ဂျူရီရနိုင်ခြင်းများတဲ့ကစားမတွေကို risk ယူသွားဖို့မရှိဘူးဆိုပြီးတော့ Amorin ပြောထားတာတွေကိုကျွန်တော်ကြည့်ရင်အိမ်ဝင်းဖြစ်ပါစေဦးတော့ United ရဲ့ Watson နဲ့ပွဲမျိုးမှာအချင်းကြီးကအဲ့တလောက်ကြီးဒီလူအင်အားတက်တက်ဆန်ဆန်နဲ့ကစားလာလိမ့်မယ်လို့မထင်ဘူးပေါ့နော်ဝက်ဆမ်ကနောက်ဆုံးပရီးမီးယားလိမ်မှာဆိုလို့ရှိရင်အနိုင်ပွဲရထားတာကတော်တော်ကြာပါပြီသူတို့တွေအင်မတန်ကိုကြာနေပါပြီဖေဖော်ဝါရီလကထင်ပါတယ်ရထားတာဆိုတော့တော်တော်လေးကိုချင်းချင်းစိုးနေပါတယ်နောက်ဆုံး၅ပွဲလေးသူတို့နိုင်ပွဲလုံးဝရမထားဘူးပေါ့နော်ယူနိုက်တက်ကလည်းပဲနောက်ဆုံး၅ပွဲ เนาะပရီးမီးယားလိမှာနိုင်ဝဲရထားခြင်းကျွန်တော်မရှိပါဘူးတော်တော်တိုင်ပတ်ထားတယ်တော်တော်တိုင်ပတ်ထားတယ်ပြီးခဲ့တဲ့အဝါတုန်းကလည်းကျွန်တော်တို့က brand ဖို့ကိုရှုံးနေထားတယ်ဒါပေမဲ့လို့ယူရိုပါလိလူဆောင်တက်ဆုံနဲ့ကစားတဲ့ပွဲမှာတော့လေကိုတကူဆိုတဲ့ရလနဲ့ကျွန်တော်တို့ဒါဒီယူရိုပါလိ semi final ဒုတိယကြိမ်မှာကျွန်တော်နိုင်နာတာပြပါဦးကိုเนาะကျွန်တော်ဒါလာလီဂါကအဆင့်လေးကအသင်းကိုဆိုတော့ဒီပွဲကကစားမားတချို့အနာပြလာပြီးတော့လူငယ်တွေကိုအ ਨੇ ဆုံး၃ယောက်လောက်ထိမြင်လာဖို့ရှိတယ်လို့ကျွန်တော်ထင်တယ်ဝက်ဆန်ရဲ့ပွဲမှာတော့ အိမ်ဝင်လေးဖြစ်တယ်ပေါ့နော်မန်ချက်စတာရဲ့တင်တဲ့ကျွန်တော်တို့နိုင်လိမ့်မယ်လို့ထင်ပါတယ်တခြားကြောင့်မဟုတ်ဘူးအထူးသဖြင့်ဝက်ဆန်ဟာကိုယ့်ထက်ပို့ပြီးတော့စူးစူးဝါးဝါးဖြစ်နေတာအဆင့်ဆက်ကောင်မှာကိုရီးယားအဆင့်ဆက်လေးမှာဗျာဒီလားနော်ဝက်ဆန်နဲ့ကိုရီးကြားထဲမှာအဆင့်ကတော့ကျွန်တော်တို့ကနှစ်မှတ်နှစ်မှတ်ပဲကွာတာပါအဆင့်ကတော့ကျွန်တော်တို့မကွာဘူးအဲ့လောက်မကွာဘူးအမှတ်ကလည်းနှစ်မှတ်ပဲကွာတယ်ဆိုတော့ဘာမှမစိုးဖြစ်သွားနေဆိုရင်ရှိတယ်ပေါ့နော်ဝက်ဆန်ရဲ့ဘက်ကလည်းအာဒီကောင်တွေကယူရိုပါလိဘယ်အာယုံဆိုင်ကစားတာ နော်ပရီးမီးယားလေးဆိုလို့ရှိရင်လူဒီပါတွေအမြဲတမ်းအပြောင်းလဲလုပ်ပြီးတော့ကစားတာငါတို့အဆင့်ဆက်ခွန်နဲ့ယာတီမသိမ်းဖို့အမှန်ကန်ကျူးပန်းမဲ့ပွဲပဲတီပွဲအမှတ်ရအောင်ယူရမဲ့ပွဲပဲဆိုပြီးတော့ဒီကောင်တွေလည်းကစားမလာဘူးလို့ကျွန်တော်တို့ပုံစံတွေ့လို့မရဘူးဒါကြောင့်ဒီပွဲကပါနော်ဒီပွဲကကျွန်တော်တို့နေတာ United အတွက်ကတော့အိမ်ဝင်းဖြစ်ပြီးတော့ခက်ခက်ခဲခဲတော့ကံရအောင်မှာပဲဒါပေမဲ့တို့ရလက်တွေတိတ်ပြီးတော့မပြတ်သားလည်းပဲဒီပွဲကတော့နိုင်သွားလိမ့်ဦးမယ်လို့ကျွန်တော်ယူဆတယ် United အနေနဲ့နောက်တစ်ပွဲကကျွန်တော်တို့နေ Newcastle နဲ့ Chelsea ပဲဒီပွဲကတော်တော်ကြည့်ကောင်းပါသူသဖြင့်နှစ်သင်းစလုံးမှာက Champions League ဝင်ခွင့်ဆိုတဲ့ပေါ့နော်ဟိုအချိန်ကြီးမှာရှိနေကြတာဒါပေမဲ့လည်းလို့အောက်ကအသင်းတွေကအမှတ်ကအဲ့လောက်ကြီးကြီးသူတို့ပြက်သားတဲ့အချိန်ကြီးမှာကျွန်တော်တို့ရှိမနေဘူးဆိုတော့လက်ရှိတားကြည့်ပါ Newcastle ဆိုလို့ရှိရင်အဆင့်၄မှာ Newcastle ဆိုလို့ရှိရင်အဆင့်၄မှာ Champions League ဝင်ခွင့်ရနေတယ် Chelsea ဆိုလို့ရှိရင်အဆင့်၅မှာ Champions League ဝင်ခွင့်ရနေတယ်ဒါပေမဲ့လို့အဆင့်၄က Newcastle ဟာ63ပဲရထားတဲ့အချိန်အဆင့်၅က Chelsea ကလည်း63ပဲရထားတယ်ဆိုတော့သူတို့နဲ့အနီးကပ်ဆုံးပြိုင်ဘက်ဖြစ်တဲ့ Nottingham Forest 61မှတ်ပါ ဒါဟာသူတို့ကြားထဲမှာနှစ်မှတ်ပဲကွာတဲ့အကယ်လို့သူတို့တွေသာအမှတ်ကြီးခွဲယူပြီးသွားလို့ Northern Forest 9နဲ့ပါညာဆိုလို့ရင်ဇယားဟာပြောင်းလဲသွားနေဆိုရင်ရှိတယ်ဒါအပြင် Northern Forest နဲ့အနီးကပ်ဆုံးပြိုင်ဘက်ကလည်း S2 Mila ပါရမှတ်60ဆိုတော့အဆင့်ခွန်ကအသင်းနဲ့အဆင့်၄ကအသင်းနဲ့ကြားထဲမှာအမှတ်ကွာမှုက၃မှတ်ပဲရှိတယ်။ဒါဟာတော်တော်လေးကိုအန်ရီများတယ်ပေါ့နော်။ဒါအပြင်ကစားဘူးကလည်း၃ပွဲပဲကျွန်တော်တို့ကျန်တော့တယ်။အဲ့၃ပွဲမှာအသင်းတွေကအမှတ်မီအောင်လိုက်မှီနိုင်တဲ့ခြေသွင်းရှိတယ်။အဲကြောင့်ကျွန်တော်အနေနဲ့တော့ Chelsea ကို Newcastle ကိုသူတို့အနေနဲ့အဆင့်၄နဲ့၅မှာကိုးစီ Champions League ဝင်ခွင့်ကန်တာတွေကိုရောက်နေတယ်ဆိုပေမဲ့လို့ပေါ့နော်နိုင်ပွဲရတဲ့အသင်းဟာအများကြီးပူပြီးတော့အချိန်ကြီးကောင်းပါနိုင်အောင်လည်းကျူးမန်းကြလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်ကိုကြည့်ကောင်းမယ့်ပွဲပါဒီပွဲက Newcastle အတွက်လည်းဒီဒီမှာဒီရာဒီမှာသူတို့ပေါ့နော်ဒီဖလားရထားတယ်ဗျကာရာဘောင်းဖလားသူတို့ရထားတယ်ကာရာဘောင်းဖလားသူတို့ရထားတယ်ဒါပေမဲ့လို့ Champions League ဝင်ခွင့်ကသူတို့အတွက်အရေးကြီးနေတော့မယ် ချဲစီအတွက်ဆိုလို့ရှိရင်လည်း conference league ကဘူဆွဲဖို့အတွက်ရေပန်းစားနေတယ်။ဒါပေမဲ့ conference league ဘူဆွဲမှ Europa League ပဲဝင်ခွင့်ရမှာ။ဆိုတော့လက်ရှိ Premier League ကအင်မတန်အရေးကြီးတဲ့ Chelsea အတွက်လည်းဒါကြောင့်ဘာလို့ကျွန်တော်နှစ်သင်းစလုံးအတွက်အရေးကြီးတဲ့ပွဲတွေပါ။ဆိုတော့ Newcastle ကွင်းမှာဆိုတော့ Chelsea အတွက်တော့မလွယ်နိုင်ဘူးပေါ့လေ။ Gasaya လက်ရှိမှာဆိုလို့ရှိရင်တော်တော်ကိုအန္တရာယ်များတဲ့အသင်းเนาะဒါအပြင်သူတို့ပြင်အသင်းကြီးတွေနဲ့ဆိုလို့ရှိရင်ပူတော်ဆိုးသေးတယ်။ဒါရယ်ပလီကစားတဲ့အသင်းတွေနဲ့ဆိုလို့ရှိရင်တော့ Newcastle ကအန္တရာယ် ပေးနိုင်သွန်းတိတ်တော့မရှိဘူးဒါပေမဲ့လို့ Chelsea တို့ဘာလို့က position နဲ့ကစားတာဒါဘာပြောလဲဆိုတော့ Newcastle က out of position မှာတအားကောင်းတဲ့အတင်နော်ကစားမတွေက physical ability ပိုင်းရတော်တော်လေးကောင်းတယ်တောင်ပံကစားမတွေကပြီးမယ်လွှားမယ် target body ကောင်းတယ်တိုက်စစ်က easy တို့ကလည်း goal တွေတစ်ချောင်းတွင်းနေတယ် Chelsea တို့ဘာလို့ဘက်ကိုကျွန်တော်တို့ကြည့်ရင် position နဲ့သူတို့ကစားခြင်းနဲ့ကွင်းလယ်မှာ Kai Sido တယောက်ပဲ consistent ဖြစ်တဲ့ performance ကိုပြထားတာဒါတော့မှ Anzu ကသူ့ဟာနေသူ ကောင်းနေတယ်လို့တိုက်စစ်က Andy ရဲ့အနည်းဆုံးပဲ Chelsea မှာ goal ပါမာတို့ နောက်ဆုံးပွဲစဉ်ဒီမှာပိုကောင်းလာတယ်ဆိုပေမဲ့လူခြေစွမ်းတွေကတက်တမတ်တဲ့ကျွန်တော်ရှိမနေဘူးဒီရာဒီမှာတော်တော်နှမျိုးဘူးကောင်းနေပါမာလို့ဆိုလို့ရှိရင်ဟောဂျေဒန်ဆန်ဂျူရူကအာကူရူမရတာပေထရူနေဒူရူကဘောနော်ခြေစွမ်းတည်ငြိမ်မှုမရှိတာနီကလက်ဂျက်ဆင်တို့ကလည်းတချို့ဂိုးရမဲ့လုံးနေမကိုးတာဒါတော့ကြည့်မယ်ဆိုလို့ရှိရင်အတိုင်းအတာတစ်ခုတော့ချဲစီမာကတိုက်စစ်ပိုင်းကတော်တော်ကိုအန်ဒီယေနဲတယ်ဗောနော်ဒါပြင်နော်နီမော်ဒူဂီတို့ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲ ဟိုကစားတာတွေကထိရောက်မှုရှိတယ်လို့မခံစားရဘူးပေါ့နော်ပြည်တနာကနီးပြမာရက်စကာအတွက်ကလည်းရွေးချယ်စရာအများကြီးရှိမနေဘူးဗျာဒါတော့မှဆန်ချက်ကြီးကနောက်ပိုင်းပွဲစဉ်တွေမှာ ဟုတ်တယ်လို့ဖြစ်နေလို့နော်ဂိုသမာရောဘတ်ဆန်ချက်ကမဟုတ်ရင်မလွယ်ဘူးဗျာဒါကြောင့်ချယ်ဆီအတွက်တော့နျူကာဆယ်ရဲ့တိုက်စစ်နဲ့ကွင်းလေကိုတော်တော်ကြီးကိုရှင်ယူရလိမ့်မယ်လို့ထင်တယ်ကွင်းလေမှာကိုင်စီတို့တယောက်တည်းခြေသွမ်းပြနေလို့ကျွန်တော်မရဘူးနော်ကိုင်စီတို့ကဒီယာဒီမှာတရာဒီလုံးဒီပါချက်စီရဲ့အကောင်းဆုံးကစားမလို့တော့ပြောလို့ရပါတယ်ကန်စီတို့က တရားစီလုံးသူကောင်းနေ strong ဖြစ်တယ်ကွန်းလင်မှာ injury တွေကင်းနေနော်ဘလောက်ပဲ Chelsea တိုင်ပတ်တိုင်ပတ်ကိုင်းစီတို့တိုင်ပတ်တယ်ဆိုတာမျိုးကတိတ်မြင်ရလေးကျွန်တော်မရှိဘူးခြေသွင်းဟာ consistent ကျွန်တော်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့လို့ Newcastle မှာက Tonali, Gimenez နဲ့ Julian Dan တို့၃ယောက်က၃ယောက်တယောက်ကတော့မမြင်ရဘူးဗျာဟုတ်တယ်မလားနော်၃ယောက်တယောက်ကတော့ကျွန်တော်မရဘူးဆိုတော့ Newcastle က out of position မှာလည်းတအားကောင်းတဲ့အသင်းမျိုး Chelsea လို့ position အသာစီးရခြင်းနဲ့အသင်းမျိုးနဲ့ဆိုလို့ရှိရင်သူတို့ပို့ပြီးတော့တော့မှဒုက္ခပေးနိုင်အောင်မှာဒါပြင်သူတို့အိမ်ဝင်လည်းဖြစ်တယ် ဒါကြောင့် Newcastle အတွက်ကတော့ဗောနော်တော်တော်ကိုအရေးကြီးတဲ့ပွဲအိမ်ဝင်လည်းဖြစ်တယ်ဆိုတော့နိုင်အောင်တော့ကစားမယ်ပွဲ Chelsea အတွက်ကလည်းရှုံးလို့ကျွန်တော်မရဘူး Newcastle ကနောက်ဆုံး Premier League 5ပွဲမှာသူတို့ရှုံးပွဲ2ပွဲပဲကြုံထားပါတယ်ရှုံးပွဲတစ်ပွဲကြုံလာတဲ့နိုင်ပွဲနှစ်နိုင်ပွဲသုံးပွဲတည်ရီပွဲတစ်ပွဲကြာထားတယ်ဗောနော Chelsea ကနောက်ဆုံး Premier League 5ပွဲမှာနှစ်ပွဲတည်ရီကြာပြီးတော့သုံးပွဲကျွန်တော်နိုင်ထားတယ်ရှုံးပွဲကျွန်တော်ရှိမထားသေးဘူးဆိုတော့ဒီနှစ်သင်းကြားထဲမှာတော်တော်ကိုကျွန်တော်ကြည့်ကောင်းပါပါ Mariscani နဲ့ Champions League ဝင်ခွင့်မရလဲဘာပြဿနာမှမရှိဘူးဆိုပြီးတော့သူကတော့ပြောထားတယ်။သို့တော်လည်းပဲ Champions League ဝင်ခွင့်ဟာသူတို့လက်ထဲမှာကျွန်တော်တို့ရှိတယ်။အဆင့်9အထိကိုပဲ Champions League ဝင်ခွင့်ရမယ့်အနေထားမှာ လုံးဝ Chelsea ဘက်ကလက်မလို့သိမှုလို့ကျွန်တော်ထင်တယ်။ဒါကြောင့်အဆင့်9က Aston Villa အဆင့်6က sorry အဆင့်အဆင့်9က Aston Villa တို့နဲ့တော့မှအမှတ်ကွာဟာမှုတိတ်မရှိတဲ့ဇာအနေထားမှာ မရှုံးအောင်ကျွန်တော်ကြိုးပမ်းရမှာဆိုတော့ Chelsea အနေနဲ့အဝေးဝင်မှာ Aston Villa ကိုဒုက္ခပေးနိုင်မလားပေါ့ဗျာ။ညီတို့အနေနဲ့ရောဘယ်လိုမြင်ကြလဲ။ ဘယ်လိုရလဒ်တွေထွက်ပေါ်လာမယ်လို့ညီတို့ထင်ကြတယ်ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်